အင်ကုန်းတရနိကေငါမုံဒရာဇဝက်သုံးဣဋ္ဌသုံးမြတ်စွာဘုရားထံသို့ချင့်ကပ်၍ရှ िख ိုးလျေတခုသောနေရာ၌ထိုင်နေသောအနာတပိန်တိအားမြတ်စွာဘုရားသည်ဒါယကအလိုရှိအပ်နှစ်သက်အပ်ညံ့နိုးအပ်သည်ဖြစ်၍လောက၌ရခဲ့သော တရားတို့သည်ဤ၅မျိုးတို့သည် အဘဲငါမျိုးတို့ဤဟုမူဒါယကအသက်ရှိခြင်းအစင်းလှခြင်းချမ်းသာခြင်းအချမ်းရံများခြင်းနတ်ပြည်တို့သည်အလိုရှိအပ်နှစ်သက်အပ်မျက်နှိုးအပ်ကုန်၍လောက၌ရာခဲကုန်၏ဒါယကအလိုရှိအပ်နှစ်သက်အပ်မျက်နှိုးအပ်ကုန်၍လောက၌ရာခဲသော ဤတရားငါမျိုးတို့ကို နှုတ်ဖြင့်တောင်းတခြင်းဟူသော အကြောင်းကြောင့်၎င်းစိတ်ဖြင့်တောင်းတခြင်းဟူသောအကြောင်းကြောင့်၎င်းယာဤဟူငါမဆိုဒါယကယသည် ဖြစ်ခဲ့မူဤလောက၌အဘယ်သူသည်အဘယ်သို့သောအရာမှရုပ်လျော့နိုင်သောအန်ဤဒါယကအရိယာတပိသည်အသက်ရှိခြင်းကိုအလိုရှိသည်ဖြစ်၍အသက်ရှိခြင်းကိုနှုတ်ဖြင့်တောင်းတခြင်းငါ၎င်း စိတ်ဖြင့်နှစ်သက်ခြင်းက၎င်းမထိုက်ဒါယကအသက်ရှိခြင်းဤဖြစ်စေတတ်သည့်အကျင့်ကိုကျင့်ရမည်မှန်၏ထိုအရိယာတပည့်သည်ကျင့်အပ်သော အသက်ရှိခြင်းကို ဖြစ်စေတတ်သည့်အကျင့်သည် အသက်ရှိရန်ဖြစ်၏ထိုသူသည်နတ်သက်ရှိခြင်းကိုသော၎င်းလူသက်ရှိခြင်းကိုသော၎င်းရနိုင်၏ ဒါယကအရိယာတပည့်သည်အစင်းလှခြင်းကိုအလိုရှိသည်ဖြစ်၍အစင်းလှခြင်းကို ဖြစ်စေတတ်သည်အကျင့်ကိုကျင့်ရမည်။မှန်၏ထိုအရိယာတပည့်သည်ကျင့်အပ်သောအစင်းလှခြင်းကိုဖြစ်စေတတ်သည်အကျင့်သည် အစင်းလှရန်ဖြစ်၏။ထိုသူသည်နတ်အစင်းလှခြင်းကိုသော၎င်းလူအစင်းလှခြင်းကိုသော၎င်းရနိုင်၏။ဒါယကချမ်းသာကိုလိုသောအရိယာတပည့်သည် ချမ်းသာကိုဖြစ်စေတတ်သည်အကျင့်ကိုကျင့်ရမည်မှန်၏ထိုအရိယာတပည့်သည်ကြည့်သော ချမ်းသာစေတတ်သောအကျင့်သည် ချမ်းသာကိုရခြင်းငါဖြစ်၏ထိုသူသည်နတ်ချမ်းသာကိုသော၎င်း လူချမ်းသာကိုသော၎င်းရနိုင်၏ဒါယကအချံယံကိုလူသောအရိယာတပည့်သည်အချံယံကိုဖြစ်စေတတ်သည်အကျင့်ကိုကျင့်ရမည် မှန်၏ထိုရိယာတပိသည်ကြဲ့သောအချံယံကို ဖြစ်စေတတ်သည့်အကျင့်သည်အချံယံကိုရခြင်းငါဖြစ်၏ထိုသူသည်နတ်အချံယံကိုသော၎င်းလူအချံယံကိုသော၎င်းရနိုင်၏ဒါယကနတ်ပြည်ကိုလူသောအရိယာတပိသည်နတ်ပြည်၌ဖြစ်စေတတ်သည့်အကျင့်ကိုကျင့်ရမည်မှန်၏ထိုရိယာတပိသည်ကျဲ့သောနတ်ပြည်၌ဖြစ်စေတတ်သည့်အကျင့်သည် နတ်ပြည်ကိုယာခြင်းကဖြစ်၏ထိုသူသည်နတ်ပြည်တို့ကိုယာနိုင်၏ဟု မိန့်တော်မူ၏အသက်ရှည်ခြင်းကို၎င်းအစင်းနာခြင်းကို၎င်း အချမ်းရံများခြင်းကို၎င်းကြော်စောခြင်းကို၎င်းနတ်ပြည်တို့ရောက်ခြင်းကို၎င်းမြင့်မြတ်သောအမျိုးရှိသည်၏အဖြစ်ကို၎င်းအစင်စင်မြင့်မြတ်သောမွေလျောပွဲတို့ကို၎င်းတောင်းတသော အမျိုးကောင်းသားသည့် ကောင်းမှုကုသိုလ်တို့၌မမေ့မလျော့ရာကောင်းမှုတို့၌မမေ့မလျော့ခြင်းကိုပညာရှိတို့ချီးမွမ်းကုန်၏မမေ့မလျော့သောပညာရှိသည် အကျိုးနှစ်ပါးတို့ကိုရနိုင်၏မျက်မှောက်ဘဝ၌ဖြစ်သော အကျိုးစီးပွားတမန်တော်ဘဝ၌ဖြစ်သော အကျိုးစီးပွားဟူသောအကျိုးနှစ်ပါးကိုရခြင်းကြောင့်ပညာရှိကိုပဏိတဟူ၍ဆိုအပ်၏